ရေစက်တို့သည်လည်းတခါတည်းရန်မစုံစည်းသာလာမင်းမုံမုံအပိုင်းဆက်လေးခမ်းမရေကိုဝင်လာတဲ့မင်းကလေး၃ယောက်ကိုပွင့်လာကလက်ပိုက်ရဲ့ရည်ကြီးနေပါသည်အတော်ဆွေးကြည့်ရင်မင်းကလေးပဲအဝတ်လဲကန်းနဲ့သူတို့ဝင်သွားတာကိုမလန့်မကန့်ထိတွားရက်စောင့်နေလိုက်ရင်က အချိန်ကြာလာတဲ့အခါပွင့်လာရဲ့တူတောင်းထိခိုက်နေသော စိတ်တို့ကမရှိနိုင်တော့ပဲအဝတ်လဲကန်းနဲ့ထိဝင်သွားလိုက်ပါသည်စင်ပြေနေပြီအဝတ်စားလဲနေကြသူကား အခန်းထဲမှာသူတို့သုံးယောက်သာလောလောဆယ်ရှိနေသည်တကူစာလေးတွေကာယံထားတဲ့ partition နောက်ကွယ်မှာအဝိလေင်းချွတ်လိုက်တဲ့အင်ဂျီအဝိတို့ကို partition ပေါ်လွှားကနေတင်လိုက်တာကြည့်ရင်အင်ဂျီအယောင်ကြောင့်ဘယ်အနောက်မှာနှုတ်နေရှိနေသလဲဆိုတာပွင့်လှသိရပါသည်ငါအဲ့လေဒီကိုအတော်ရင်ခံနေပြီဟိုးတနေရာဆိုငါတို့က channel ဝင်လာတော့ channel မှာသူရှိနေရလေဖြတ်ခနဲလှဲ့ပြီးအင်ပေါ်တက်သွားတာအဖက်မတန်တဲ့ design နဲ့ ဟုတ်ပါဒါပေမဲ့အဲ့လိုတက်သွားတော့လေပြီးရပဲပေါ့ဟဲ့သူ့မျက်နှာဟာတင်းတင်းပုပ်ပုပ်နဲ့ကြည့်ရရှုရမှမตาရတာနုနယ်ရဲ့နင်းသူ့ကိုခေါင်းထဲရထုတ်ထားစမ်းပါနေဟာက တွေးတော့လေတွေးလို့မတွေးတော့လေမင်းမထားနိုင်ပဲပြောနေပြန်ရောနင်းကကိုကြီးမိမစင်ပေါ်ကပြီးတော့သူ့ဟာအဖွားကြီးနင်းကခိအီသမီးဖြူအလန်းစားအကွာကြီးပါဟာပြိုင်ဘက်မဟုတ်တော့ ပွင့်လာသည်ကြဲကြဲလောင်လောင်ပြောနေတဲ့စကားများကိုလက်ပိုက်ရနားထောင်နေရင်ခက်မဲ့မဲ့တစ်ချက်ပြုံးမိပါသည်ဒီချာတိတ်မတွေဟာ နေရင်ထိုင်ရင်သူ့ကိုစွနေပြဿနာရှာနေကြတာပါလားငါမချိနဲ့ဖူးဟာနေရလေဘာလို့မချိနဲ့နေရလဲဘာလို့မှမချိနဲ့ဖူးငါမွေးကစားမှာသူတို့နှစ်ယောက်ကချစ်နေခဲ့ကြအောင်တွေးလိုက်ရှင်းလိုက်ဟာဒီမိန်းမကြီးကိုတိတ်မုန်းတာပဲ ဖွင့်ဦးလှကမပင်းနိုင်မစည်းနိုင် သူတို့အင်းကြီးလဲနေကြတာကိုမဆောင်နိုင်တော့ဘူး။ကဲအနောက်ကခီသမီးဖြူအလန်းစား၃ယောက်ပြောစရာရှိလို့စောင့်နေပါလေ။အပြင်ကိုခဏကြွကြပါ။အင်းကြီးလည်းဆက်လဲဖို့လိုမယ်မထင်လို့။လူကြီးမဆန်ဘူးပဲဆိုဆိုဖွင့်ဦးလှကခန်းစားချက်ကိုပဲဦးစားပေးကခက်တင်းတင်းလေးတန်နဲ့ပြောလိုက်တော့အနောက်ဘက်ကစကားတန်များတိကနေရက်တက်တိတ်ဆိတ်သွားလေသည်။ချက်ချင်းခဏပင် ပါတီရှင်အကွယ်မှခေါင်းလေးတွေအတီးတီးပြုတ်ထွက်ကြည့်ကြပြီးလဲလူနယ်ကအာအတက်တဲ့ဒေါသဖြစ်တဲ့မျက်နှာကလေးနဲ့ဟင်ရှင်ဘာဖြစ်လို့သူများတကအဝတ်လဲနေရဲ့အခန်းထဲဝင်ပြီးသူများပြောတာပြီးချောင်းနှာထောင်နေရတာလဲဒီ fitness center တစ်ခုလုံးကဂျိုးပိုင်တာဆိုတော့သတိရကြစေချင်တယ်အဝတ်လဲကန်းဖြစ်ဖြစ်ဘာဖြစ်ဖြစ်နေရာတိုင်းကိုဂျိုးဝင်ခွင့်ရှိတယ်နောက်ပြီးချောင်းနှာထောင်နေရဲ့ပြောရအောင်လဲတို့ကဘဲချောင်းထဲမှာပုံနေလို့လဲ စကားပြောစရာရှိလို့လိုက်ဝင်လာခဲ့တာမင်းတို့ဘာသာထုတ်တင်ပြောနေမိရတော့မင်းတို့ကိစ္စပါနှုတ်နယ်က partition ပေါ်လွှားထားသောအင်ဂျီကိုဆွဲ၍ပြက်ခနဲပြန်ဆွတ်ချလိုက်တာ partition အကွယ်မှထွက်လိုက်ပါသည်အသားညူဝါဝါအယောင် ဖြစ်တော်လဲသူမဝတ်ထားတဲ့ခရမ်းရှင်းရှင်းဝတ်ဆောင်ဟာအသွေးကျလာ၍သူ့ကိုယ်၌လှပကျော်ရှင်နေသည် သူမရဲ့အရက်ကနှုတ်နယ်ထက်အတော်မြင့်၍ မျက်လွာကိုပင်ကားမော်ကြည့်နေရတာကိုကတပန်းရှုံနဲ့ခန်းစားနေရတဲ့အပြင် ကို့လောက်ဘလို့မှမနှုတ်ပြုံနိုင်ပဲအသက်ကြီးရင်မှန်တိတာနေတဲ့ခြားကသူမရဲ့ခန်းနာတောက်ပရင်းချက်တော်အလှအရှင်အဝါဟာကို့ကိုသေးကွင်းမှိန်ဖြော့သွားစေအောင်အမြဲတလက်လက်ဝင်ကြွားနေတာကိုလည်းဘလို့မှမရှုစိတ်ကြည်ပြူနိုင်အောင်ဖြစ်ရလေသည်။ဘာပြောချင်လို့လဲတော့ပွင့်ဦးလှ။နုနယ်ကခက်တီတီပဲမေးလိုက်သည်။ မင်းတို့၃ယောက်ကိုဒေစန်တာရဲ့မန်ပါအဖြစ်ကနေရန်နာဖို့ပဲဘလို့ရှင်ကျမတို့ကိုဒီကနှင်းထုတ်နေရလားပွင်းလာကဝင်မေးလိုက်တော့နှင်းမြကိုတစ်ချက်မြငဲ့ယုံငဲ့ဆောင်ကြည့်လိုက်ခါလူနယ်ဘတ်တို့သာပြန်လှည့်လျက်ဒီလာကလဝတ်ပဲရှိသေးတဲ့အတွက်ဒီတလလုံးစားကိုပြန်အငွေမှာထည့်ပေးမယ်မင်းတို့ယူထားတာ၃လလား၆လလားတစ်နှစ်လားဘာပဲဖြစ်ဖြစ်ယူထားတဲ့ package ကြတဲ့ငွေတွေကနောက်ကျန်တဲ့လတွေအားလုံးစားပြန်အမ်းပေးမယ် နုနယ်မျက်နာကနီမြန်းတင်းမာလာပါသည်ကျမကိုရှင်မရှုစိတ်နာရင်မဆိုင်ဝင်တာဟာထားပါရောကျမတငယ်ချင်းတွေဟာဘာကြောင့်ပါရရလဲမင်းတငယ်ချင်းတွေဖြစ်နေလို့လေရှင်ရှင်ကျမနဲ့ပတ်သက်ပြီးတခုခုကြောက်နေရလားကြောက်စရာရင်မဆိုင်ဝင်စရာဘာအကြောင်းမှမရှိဘူးဖွင့်နုနယ်တို့ကကျမ်းမာရေးမကောင်းတဲ့အတွက်ဘာမှအာရုံအနောက်မခံနိုင်ဘူးအလကနေရင်ထိုင်ရင်ကိုယ်ပိုင်နဲ့ထဲဝင်ထွက်သွားလာ ကိုကိုစော်ကားအတင်းပြောဂုံးချောနေရပြီကိုသိခံနေစရာဘာအကြောင်းမှမရှိဘူးလို့ယူဆလို့ပဲရှင့်ဦးကျမဘာရင်းများစော်ကားဂုံးချောနေမိလို့လဲအခုဆက်ဆံနေပုံကစော်ကားနေရပဲငါမှမင်းတီလို့ဆက်ဆံနေရအောင် ခံယူဖို့ဘာအပြစ်ဘာအကြောင်းရင်းမှရှိမနေဘူးဂုံးချောတာကမင်းကိုမင်းသိရမှာပေါ့မသိဘူးဘာကိုပြောနေရလဲပွင့်ဦးလာကမချိုသာသောအပြုံးတစ်ခုနဲ့နုနယ်ကိုစိုက်ကြည့်ရင် မယောက်ျားစီမှာမဟုတ်ကဟုတ်ကတွေလီစင်ပြောထားတာလေ။ဘာကြီးရွယ်ချက်မှန်းလဲမသိဘူး။မင်းအဲ့ဒါလိုလှုပ်ချံပြောသည်ဖြစ်စီမပြောသည်ဖြစ်စီဘာကြောင့်မှထူးခြားစရာ မရှိပါဘူးဖွင်းနုံနေ။သူနဲ့ရံပေချာမှာဘလို့အနေအထားအခြေအနေရှိရှိမင်းမဟုတ်တာရင်လှုပ်ချံလီစင်ပြောလိုက်တဲ့အတွက်တော့ကောင်းကျိုးဖြစ်လာစရာဘာမှမရှိဘူးဆိုတာမင်းနားလေထားတဲ့နေ။နုနယ်ကနှကန်းကလေးတွေတရွရွတုံအောင်ထောပွားလာက ကျမကဘာရီပြောနေလို့လဲရှင်ဘာရီလာပြောနေရလဲတော့ပွင့်အောင်လားကျမကပဲရှင်တို့နှစ်ယောက်ချာကိုတတ်တတ်သွေးခွဲနေတယ်လို့လို့ရှင်ဘာကိုကောက်ချက်ချပြီးပြောနေရလဲကျမယောက်ျားကိုကျမဘာစကားမျိုးပြောပြောရှင်ကကြားထဲကဝင်စင်စာဖြတ်နေစရာမလိုဘူးအေးအဲ့ဒါဆိုရင်တို့အကြောင်းမဟုတ်ဖဲနဲ့မပါပါစေနဲ့တို့နဲ့ရန်ပေတရက်ွက်ထဲတလန်းနဲ့နေခဲ့ဘူးပါရဲ့လို့မင်းတို့ကဘယ်ဝအစီရင်ခံမိဘူးလို့လေဒါကဘလို့ဖြစ်ပြီးတို့စကားဖြစ်ရတာလဲ အဲ့ဒါလို့ရှေးပြဟောင်းအောင်းမေဖွယ်ရီမင်းနဲ့ဆွေးနွေးနေဖို့စိတ်ကူးလည်းမရှိဘူးအချိန်လည်းမရှိဘူးအော်နုနယ်ကခေါင်းလေးမော့ကတမင်ရှယ်တန်ပြူရင်ဒါကကျမဂုံးချော့တာမဟုတ်ပါဘူးတော့ပွင့်ဦးလှရဲ့ဒီကိစ္စကိုကျမသိရဲဆိုတော့ကိုကြီးကရှင်ပြောရည်လို့သူ့အလိုလိုထင်လိုက်တာပါကျမကလည်းဖြေရှင်းမနေတော့တာပါဒီလောက်ပါပဲဒါကဘယ်လောက်အပြစ်ကြီးသွားလို့ပါလဲရှင်တို့နှစ်ယောက်လုံးကမပြောလဲကျမကတခြားကသိနိုင်တာပဲလေ သိနိုင်တာဘာဆန်းလို့လဲဘလောက်လျှို့ဝတ်တဲ့ကိစ္စမို့လို့လဲအကြောင်းတိုက်ဆိုင်ဒီထက်မကတာတွေလေမင်းသိနိုင်တာပဲလေသိချင်အခုသိခွင့်ရနေတယ်လမ်းကြောင်းတွေရပဲလိုက်စုံစမ်းကြည့်ပေါ့သိရပြီးရင်တော့တို့ကပြောပါတယ်တို့စီကသိရပါတယ်မဖြစ်စင်နေလေဖွင့်နုနေဒါကတော့တတ်တတ်မဲ့တိုက်ခိုက်တာပဲတို့ကတော့မင်းကိုတိုက်ခိုက်ဖို့လဲစိတ်မဝင်စားသလိုမင်းရဲ့အတိုက်ခိုက်ခံဖို့လဲစိတ်မဝင်စားဘူး နုနယ်နှင့်ပွင့်ဦးလှတယောက်မျက်နာကိုတယောက်ခက်တင်းတင်းစစ်စစ်စိုက်ကြည့်ကနေကြရင်ကနုနယ်မျက်နာလေးကဖြတ်ခနဲပြောင်းကပြတ်သွားရပါသည်စိတ်ထဲပေါ်လာတာကို မထိန်နိုင်တတ်တဲ့သူပီပီဒါဒါဟိုဒီအချောင်းကိုရှင်ဘလူသိရလဲထောပွင့်ဦးလှကျမနဲ့ကိုကြီးချဒီစကားတွေကိုလीပွင့်ဦးလှကတပြင်းတစ်ချက်ချလိုက်ပါသည်ခက်ကြောကြောစီးဖို့လိုရင်တော့မခိုးမခန့်လေးပြုံးလိုက်ရုံပါပဲ အခုတော့ဖွေးနုနယ်ရဲ့ထိတ်ထိတ်ပြပြအမှုအရာနဲ့ဖြောက်တော့သွားသော မျက်နာကြောင့်တပ်ပြင်းသာချမိတော့တာပါမင်းတို့နှစ်ယောက်ထဲပြောကြရအောင်တို့သိနေတယ်ဆိုမှတော့မင်းမှတို့မပြောတာမင်းရဲ့ကိုကြီးပဲပြောတာပေါ့ဘာရှင်စေးထုံးနေရတော့မဟုတ်ပါဘူးနော်စေးထုံးရဲ့ဆိုတာဘာလဲနားမလည်ဘူးမင်းုံတို့ကဘာစေးထုံးရမှာတော့ရှင်ကိုကိုကြီးကဒါရီဘယ်တော့မှပြောတာလဲ ရှင်တို့နှစ်ယောက်ကစကားပြောခွင့်ဘယ်တော့မှရသွားရလဲ။ရှမ်ပင်ဖုံးဆက်ပြောရလေ။နုနယ်သည်ရှင်ဝါကိုစောင်းတွန်းခံလိုက်ရသလိုအွန်ကနေမြေမတက် အောင့်သက်သွားရပါသည်။ကိုကြီးဖုံးဆက်တယ်။ကိုကြီးဒီမိမစီ ဖုံးဆက်တယ်။ထက်ခါထက်ခါအတန်တိတ်အော်ဟစ်ပောက်ကွဲမိခြင်းကရှင်နေကဟုံးတွင်းဘက်တနေရာမှာသာ ခုနေကပြီးမှကိုကြီးရှိရင်ကိုကြီးပခုံးကိုကင်ကကိုခွန်အားလေးနဲ့ တွန်းကရန်ကအော်အော်မေးလိုက်ခြင်းသည်ထို့ပေမဲ့ရှိနေတာကဒီအမျိုးသမီးသာရန်ပင်ဖုံးဆက်တယ်လीဆိုတော့ကိုကြီးကလှမ်းဆက်တာပေါ့ကိုကြီးဆက်လိမ့်မယ်လို့ထင်ကိုမထားပါထင်မထားမိတာတော့မှကိုကြီးထံမှာပွင့်ဟူးလှရဲ့ဆက်သွယ်ရန်နံပါတ်ရှိမနေစေခြင်း၍ပွင့်ဟူးလှရဲ့ contact card ကိုကိုကြီးရဲ့ wallet ထဲကနှံ့ယူထားတာကိုကြီးဟာသူ့ကက်ကိုမထုတ်မိကြတဲ့ကပွင့်ဟူးလှဖုန်းနံပါတ်ကိုသူ့ဖုန်းထဲမှတ်ခါ save ထားပြီးသားလား ဖွေးနုနယ်ရဲ့ရှင်နယ်ကတုံ့လုံမောဟိုင်းမှုသည်တကူလုံးကိုထုပူလာစေပါသည်။နုနယ်သည်ကိုကိုကိုတဝင်းတူတက်မှန်းသိပေမဲ့အင်းမြတဝင်းတူတက်လိမ့်မည်ထင်မှတ်သာကိုကြီးကအသက်ကြီးကြီးကိုကပြုံးမြင့်နုနယ်သူမှုကိုကိုသာကိုကြီးကတဝင်းတူရလိမ့်မည်လို့အပေါ်စည်းကယူဆတွေးထင်ခဲ့မိရာအခုတော့တစ်ချိန်တစ်ခါမှ မခံစားဘူးတည်သော ဝင်းတူပူလောင်မှုကိုနုနယ်ခံစားဖို့ပြီ။ ရှိမှရက်နေသောကိုကြီးရဲ့ငယ်ချင်းဦးပွင့်ဦးလှကိုမုံမုံတီတီစိုက်ကြည့်နေမိကဘာစကားမှမပြောနိုင်ပေစွန်အားနေသည်။ကဲပါလေတို့ရင်ဆက်ဆွေးနွေးစရာအကြောင်းလည်းမရှိတော့ဘူးထင်ပါရဲ့။ရှိရရုံကမှမင်းတို့ရဲ့မှတ်တမ်းကိုပြန်စစ်ခိုင်းနိုင်။မင်းတို့ထွက်လာရင်တွင်းနာရဲ့မန်ပါကြီးငွေနဲ့အချိန်ကာလကိုတို့ check လုပ်ပြီးပြန်အငွေကိုအစင်းသိမ့်ပြင်ထားကြပါလိမ့်မယ်။မင်းတို့ရဲ့မန်ပါကတ်လေးပဲပြန်အပ်သွားဖို့ပါ။မဖြစ်လည်းပဲကိစ္စမရှိပါဘူး။ ဒီနေ့ကစပြီးမန်ပါစင်းကအလိုလျောက်ပယ်ဖြတ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ဒီလိုလုပ်တဲ့အတွက်အားရနာမီပေမဲ့အချိန်နဲ့အရရရအတွက်ဒါကအကောင်းဆုံးဖြစ်ပြီးနှစ်ဦးနှစ်ဖက်စိတ်လန်ရှင်နဲ့တက်တာရရစီထင်ပါတယ်ဖွေးနုနဲ့။နုနဲ့သွားကြစို့ရန်ကုန်မြို့မှာ fitness center ကြီးရိုက်တက်လို့တော့မကုန်။ပေါလုံးလို့ DNT ကြီးပြောရလဲဟုတ်တယ်။ဒီကထွက်လာရင်နင်းလဲအကုတ်တူနေတယ်။ဒီမှာ anti anti ကဒီ center ပိုင်ရှင်ဆိုတော့ တမီးတို့ကိုဝင်ပြီးသားမှန်ပါအဖြစ်ကနေပြန်ထုတ်ပေးတာဘာမှမပြောချင်ပါဘူးအန်တီရိုက်ပါဒါပေမဲ့အန်တီလဲနုနေရဲ့အမျိုးသားနဲ့အဆက်အသွယ်မရှိနောက်အရှိတဖြင့်ကင်းကင်းရှင်းရှင်းနေပြီးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်နှင်းမြကစိုးစိုးဆက်ဆက်တွတ်တွတ်လက်လက်ဝင်ပြောလိုက်ပြီးလင်းငုံငူကြီးရှိနေတဲ့ဖွေးနုနေလက်ကိုဆွဲကဥဆောင်ထွက်လာခဲ့ပါသည်